ီနေ့မှာတော့ကျမရေအတွက်အလွန်အကောင်းကြီးစိုက်ပျိုးရလွယ်ကူတဲ့ပန်းကိုပီစိမ်းဘရိုကိုလီစိုက်ပျိုးနည်းကိုကျွန်တော်မျှဝေပေးခြင်းပါတယ်ကိုယ်တိုင်စိုက်ပျိုးထားတဲ့ဘရိုကိုလီတွေကို စားသုံးခြင်းနဲ့ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့ဖိတ်ခေါ်ပါတယ်ပန်းကိုပီစိမ်းဟာအေးအေးကြိုက်တဲ့အပင်မျိုးဖြစ်ပါတယ်အပူချိန်60မှ80ပရင်ဟိုက်လောက်ရှိတဲ့အေးမြတ်ဆွတ်ဆိုတဲ့ရာဒီဥကိုနှစ်တက်ပါတယ်မျိုးမျိုးစားအနေနဲ့ကတော့ မြစည်းရေလာကောင်းမွန်ပြီးမြေဆွေးထက်ကျွဲသွားတဲ့မြစည်းလွာတဲဆန်တော်နှုံးမြေကိုအကျိုက်ဆုံးပါပဲမြေချင်ကန်တက် pH 6.0ကနေ7.0ကြားမှာရှိတင်ပါတယ်ပန်းကိုပြီးစိမ့်ကိုအစိကန်နေပြူပန်းတော့မဟုတ်ပြူပောင်တွေမှာစတင်ပြူထောင်ရပါတယ်မျိုးစိကိုလက်မဝက်ခန့်အနဲ့မှာချပေးပြီးရေဖြန့်ပေးရပါတယ်၄ရက်ကနေ၆ရက်အတွင်းအညောင်းပေါက်လာပါလိမ့်မယ် အပင်ငယ်လေးတွေမှာအရွက်၄ရွက်ကနေ၅ရွက်လောက်ထွက်လာပြီဆိုရင် စိုက်ခင်းကို ရွှေ့ပြောင်းမှုအထင်ဖြစ်ပါပြီ။ယူတက်ကတော့35ရွက်ကနေ40ရွက်လောက်ကြာမြင့်တတ်ပါတယ်။စိုက်ခင်းကိုထဲထွန်နဲ့ညှက်အောင်ပြင်ဆင်ပြီးပေါက်မြက်တွေကို ရှင်းလင်းထားရပါမယ်။မြေကံမြေဩဇာဒါမှမဟုတ်ရင်မြေဆွေးတွေကိုထည့်သွင်းပေးရပါမယ်။ ိပြောင်းဆိုင်ပြိုးတဲ့အခါအပင်တပင်နဲ့တပင်ကိုတပေခွဲကနေနပေခန့်ချားပြီးတန်းချားကိုတော့နပေကနေနပေခွဲခန့်ချားပြီးစိုက်တင်ပါတယ်။ရွှေပြောင်းဆိုင်ပြိုးတာကိုညနေပိုင်းမှာပြုလုပ်တာကအကောင်းဆုံးပဲဖြစ်ပါတယ်။ပန်းကိုပြီးစိုင်းဟာရေကိုလိုအပ်ပါတယ်။မြေကြီးအစိုးတမ်းမပြောက်အောင်တပတ်ကိုတစ်ချိန်ဒါမှမဟုတ်ရင်နှစ်ချိန်ရေလောင်းပေးတင်ပါတယ်။ရေဝိတ်တာမျိုးတော့မကြိုက်ပါဘူး။ စိုက်ပျိုးပြီးရက်တစ်ပတ်၃ဘတ်အကြာမှာ ပထမအကြိမ်မျိုးစာကျွေးပြရပါတယ်။အဟာရဓာတ်များများစားတုံးတဲ့အပင်မျိုးဖြစ်တာမို့၁၀ရက်ကနေ၁၄ရက်တကာမြေဆွေးဒါမှမဟုတ်ရင်တင့်တော်တဲ့ဓာတ်မြေဩဇာကိုပုံမှန်ဖိဆက်ကျွေးပြရပါတယ်။စိန်ကွက်ပလန်ပူနဂါစားတဲ့ပူမွားတွေကြာရောက်တတ်တာမို့တဘာဝပူတဲ့ဆေးဒါမှမဟုတ်တမာစီလိုမျိုး organic နီလန်းတွေနဲ့ကာဝယ်နိုင်နေနိုင်ပါတယ်။ ဖြစ်ပြောင်းဆိုင်ပြီးနှစ်လကနေတုံးလအကြမှာပန်းပွင့်ကိုစတင်ခူးဆွနိုင်ပါပြီအဓိကခူးဆွချိန်ကတော့ပန်းပွင့်ရဲ့အဖူးတတိလေးတွေတင်းကျပ်ပြီးစိမ့်စုံနေချိန်ပဲဖြစ်ပါတယ်အဝါရောင်ပန်းလေးတွေမပွင့်ခင်မြန်မြန်ခူးဆွဖို့တော့လိုပါတယ်ထိတ်ဆုံးပန်းပွင့်ကိုခူးပြီးထိတ်ဆုံးပန်းပွင့်ကိုခူးပြီးရင်ဘေးထက်ကနေထွက်လာတဲ့ပန်းပွင့်ငယ်လေးတွေကိုလည်းနောက်ပိုင်းမှာလက်လက်ဆက်ဆက်ခူးဆွနိုင်ပါသေးတယ်ကဲ ခုဆိုရင်ဟာရပြေဝတဲ့ပန်းကော်ဖီစိမ်းကိုကိုတိုင်ဆက်ပြိုးနည်းကိုတိရှိသွားပြီလို့ထင်ပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးအကျိုးတစုံနဲ့တရားရရှိခဲ့တဲ့ဆိုရင် like share လေးလုပ်ပေးခဲ့ပါဦးနောက်ထပ်ဆက်ပြိုးနည်းဗီဒီယိုတွေကြည့်ရှုဖို့အတွက် subscribe လုပ်ပေးခဲ့ဖို့မိပါနဲ့နော်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်